ိတ်ဖြူရှင်တန်ရှင်းလို့ရှိရင်ဘလောက်ထိသူကစွန့်ရည်တတိထက်မြက်လာလဲဆိုတာကိုမြတ်စွာဘုရားကဥမာလေးပေးပြီးတော့ဟောတာအဲ့ဒါကဥရှင်တို့အင်္ဂုတ္တပါဠိတော်ဧကနိပတ်ထဲမှာမှတ်တမ်းတင်ထားတာရှိတယ်။နော်။ဘာပြောထားလဲဆိုတော့ဟိုရေအိုက်တိုင်းရှိတယ်။အဲ့ဒီရေကရေတွေဟာအရန်ကိုနောက်ကျုနေတယ်။ဟုတ်လား။ရေတွေကအနေတွေတပြီးတော့နော်ဝါချင်းချင်းနဲ့နောက်ကျုနေတယ်။အဲ့လိုဆိုရင်အဲ့ဒီရေထဲမှာ ရှိနေတဲ့နောက်ကြောက်ရှိတဲ့ခဲလေးခယူလေးတွေပါလေးတွေငါးလေးတွေနောက်အိုချမ်းပဲလေးတွေနောက်ဓာတ်တွေကိုမြင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဒီကနောက်ကျနေတာ ਉਹ ရေနဲ့တလားတိမ်တလားဆိုတာတောင်သိဖို့မလွယ်ဘူးရေကနောက်နေလို့ရှိရင်ရေအောက်မှာဘာတွေရှိတယ်ဆိုတာကိုမမြင်နိုင်ဘူးနော်ရေကကြီးလင်းတတ်ရှင်နေမယ်ဆိုလို့ရှိရင်တော့အဲ့ဒီရေခံရဲ့အောက်ခြေမှာရှိတဲ့အရာတွေပေါ့အတိုင်းတော့မြင်နေရမယ်ပေါ့နော် ာလေးတွေသွားနေတာလည်းမြင်ရမယ်။နော်ရောက်သွားလေးတွေခရူလေးတွေကြောက်ရှိတဲ့ခဲလေးတွေအောက်ခြေပါရှိနေတဲ့သဲပြင်ဓာတ်တော်မြင်ရဘူးလားမြင်ရတယ်နော်ဘာဖြစ်လို့တော့ရေကကြည်လင်းနေလို့အဲ့လိုပဲတဲ့စိတ်ကနောက်ကျနေမယ်ဆိုလို့ရှိရင်အဲ့ဒီပုံကမိမိရဲ့ကြိုးစီဝါတရားရဲ့ကြိုးစီဝါကိုမသိနိုင်ဘူးမြင်နိုင်ဘူးတဲ့အဲ့တော့မြတ်စွာဘုရားစနေတကြလေးဟောထားပုံကအာဝိလေနစိတ်တေနအထထံဝညတတိပရထံဝညတတိ ဥပယတဝါညတတိနော်အာဝိလေနာ စိတ်တေနာနောက်ကျနေတဲ့စိတ်နဲ့အထက်တံဝါမိမိရဲ့စိတ်မှနဲ့အကျိုးရှိပွားကိုညတတိသိမြင်လိုက်မယ်ဆိုတဲ့ဣတံဌာနအေအကြောင်းဒီနဝိစတိမရှိဘူးတဲ့နော်ကိုယ့်ရဲ့အကျိုးရှိပွားနော်ဘလို့တွေလုပ်ရင်အကျိုးရှိမယ်ဘလို့တွေမလုပ်ရင်အကျိုးမဲလိမ့်မယ်ဒါမျိုးတွေအကျိုးရှိတာမရှိတာကိုမသိနိုင်ဘူးပရထံဝါညတတိသူတော်ရဲ့အကျိုးရှိပွားကိုလည်းအမှန်ကန်သိမြင်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ ဥပယတဝညတ္တိမိမိသူတစ်ပါးနှစ်ဦးသားတို့ရဲ့အကျိုးရှိဝါကိုမသိနိုင်ဘူးတဲ့ပြီးတော့ဆက်ပြောတော့ဥတ္တရိန်ဝါမနုဿဓမ္မအလမရိယညာဏတတနဝိသေတံတိသိကရိတ္တိတိနေတံဌာနဝိသတိဆိုလိုတာကလူတို့ထက်မြတ်တဲ့တရားနော်ဇန်တရားမေတ္တရားဖို့တရားကိုရည်ညွှန်းတာဥတ္တရိမနုဿဓမ္မနော်အလွန်မြင့်မြတ်တဲ့တရား လမရိယညာနာတတနာဝိသေသနာနော်အလွန်ထူးမြတ်တဲ့ညာအမြင်ပညာပူညာတွေကိုညင်ညွန်းတာဟုတ်လားအဲ့ဒါတွေကိုတိသိကရိတတိတိနော်သိနိုင်လိမ့်မယ်မျက်မှောက်ပြုနိုင်လိမ့်မယ်ဆိုတဲ့နော်အေတံဌာနဤအကြောင်းဒီနာဝိစတိမရှိဘူးတဲ့ဟုတ်လားစိတ်ညင်နွမ်းနေတယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ့်ရဲ့အကျိုးရှိဘဝသတ္တဝါရဲ့အကျိုးရှိဘဝမိမိသတ္တဝါနှစ်ဦးစုံတို့ရဲ့အကျိုးရှိဘဝဒါကိုသိမြင်ဖို့မဖြစ်နိုင်ဘူးလူတို့တည်တဲ့တရားထက်မြင့်မြတ်တဲ့ နော်တာမန်ပုဂ္ဂိုလ်တွေသိထားတဲ့အရာထက်မြင့်မြတ်တဲ့နော်တရားတို့တရားမြတ်ကိုမျက်မှောက်ပြုနိုင်ဖို့ဆိုတာလေဘလို့မှအဖြစ်နိုင်မှုတဲ့ဘာဖြစ်လို့ဆိုစိတ်ကနောက်ကျနေလို့စိတ်ကသာတကယ်လို့ကြည်လင်တန်ရှင်းနေမယ်ဆိုလို့ရှိရင်တော့တတ်နဲ့ဆန့်ကျင်ဘက်ပဲကိုယ့်ရဲ့အကျိုးစီးပွားကိုလည်းသိနိုင်တယ်သူတော်ဘာရဲ့အကျိုးစီးပွားကိုလည်းသိနိုင်တယ်နော်မဲ့ညာပူညာလို့ဆိုတဲ့ဒုက္ကမြင့်မြတ်တဲ့ဒီမြင်မာတဲ့ဉာဏ်တွေကိုလည်းပဲမျက်မှောက်ပြုဖို့ဖြစ်နိုင်တယ်လို့မြတ်စွာဘုရားဟောတာ ဟုတ်လားအဲ့တော့အဲ့ဒီတုတ်တံမှာဥရှင်တို့စိတ်ကိုညင်တော့အောင်ပြုတဲ့အရာနော်ဘာကိုညင်ညွန့်တာလို့ဆိုတော့နိဝရဏတရား၅ပါးကိုညင်ညွန့်တာနိဝရဏတရား၅ပါးဟာစိတ်ကိုညင်တော့အောင်လုပ်တဲ့အရာလို့ဟောဒီကနေ့တော့ဥရှင်တို့ကနော်စိတ်ကိုနော်ညင်တော့အောင်လုပ်မဲ့အရာတွေကိုပဲဦးစားပေးပြီးတော့ပြောပြမယ်ပေါ့ဓမ္မတန်နေအဲ့ဒါကိုဖယ်လိုက်လို့ရှိရင် စိတ်ဟာဖြူရှင်တန်ရှင်းသွားမယ်ဆိုတော့အလိုလိုသဘောပေါက်သွားပြောရလို့ရှိရင်စိတ်က ပင်ကိုအဖြစ်တော့သူဟာဖြူရှင်တန်ရှင်းမိတာပဲပပန္တရမိတံဘိကွေစိတ်တံအာကန္တုကိဟိဥပကိလေတိဟိဥပကိလေတံနောက်ဒီပါဠိတော်လေးလူတိုင်းလူလိုရင်းနေပြီးသားဖြစ်မယ်ထင်တယ်ပင်ကိုစိတ်ဟာဖြူရှင်တန်ရှင်းတယ်တောက်ပါတယ်တဲ့အဲ့တဲ့တဖွဲဖြစ်တဲ့เนาะယာကဒေါသမောဟကိလေသာတရားတို့ကြောင့်ဒီစိတ်ကလေးဟာညှဉ်းနှွမ်းသွားရတယ်လို့အကုသို့ဇောခဏမှာဒီစိတ်ဟာညှဉ်းနှွမ်းသွားရတယ် ကယ်၍ဧည့်သည်တပွဲဖြစ်တဲ့ရာဂဒေါသမောဟကင်းအောင် လုပ်နိုင်မယ်ဆိုလို့ရှိရင်ကုသိုလ်ဇောခဏမှာဒီစိတ်ဟာညင်ွမ်းမှုတန့်ရှင်းမှုမညင်ွမ်းမှုမရှိဘူးလို့ဒီလိုနားလည်ရမယ်ဟုတ်လားအဲ့တော့စိတ်ညစ်တယ်ဆိုတာကိုသိလို့ရှိရင်စိတ်ကိုမညစ်အောင်လုပ်ဖို့အတွက်နီလန်းကအလိုလိုရပါသားလို့ဆိုနိုင်မလားဆိုနိုင်နော်ဒါဒီတော့တမရမြတ်စွာဘုရားကစိတ်ကိုညင်တော့အောင်လုပ်မဲ့အရာတွေဟာနိဝရဏတရား၅ပါးလို့ဒီလိုဦးဇင်းတို့ညွှန်းနေပေါ့နိဝရဏတရား၅ပါးကိုပေးတဲ့ဘောင်တတော်တို့အလုံး နာလည်ထားကြပြီသားနော်ကာမေသန္တာနိဝရဏလို့ဆိုတဲ့နော်ကာမကိုအာယုံရဲ့ပုံမှာအလိုဆန္ဒတွေဖြစ်နေတာမျိုး